အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းဆရာမျက်နှွယ်ရေးတာတဲ့ကိုထုံးမောင်ကိုပြန်ခေါ်ပေးပါဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။အခန်းတင်1942ခုနှစ်ဒုတိယကမ္ဘာစစ်ကာလလွန်ခဲ့သော3နှစ်ခန့်1939ခုနှစ်စက်တင်ဘာလတွင်ဂျာမနီသည်ပိုလန်ပြည်ကို အမတ်မတင်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားခဲ့လေသည်။ ရင်းသည့်ဥရောပ၏စစ်ခိုးစင်ငွေက အာရှတိုက်ထိပြန့်နှံ့၍လာလေသည်။အာရှတိုက်တွင်ဂျပန်တို့ကနိုင်ငံတော်တော်များများကို ကျူးကျော်သိမ်းပိုက်ထားကြသည်။တနည်းဆိုရလျှင်ထိုကာလကဂျပန်တို့၏တကောဩဇာကြီးမားကျယ်ပြန့်နေခြင်းလည်းဖြစ်သည်။မြန်မာနိုင်ငံအပါအဝင်အခြားနိုင်ငံတော်တော်များများဂျပန်တို့၏တံကိုအလူးလဲခံရခြင်းလည်းဖြစ်သည်။ဤသို့ဖြင့်1942ခုနှစ် မတ်လသို့ရောက်လာသည့်အခါဂျပန်တို့သည်ရန်ကုန်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ကြခြင်းဖြစ်ပေသည်။အရာဝတီတိုင်းတငါရွာကလေးတရွာမဆိုင်မြိုင်မဆိုင်မြိုင်ဒီလိုလာပါအောင်ဟာကျုံငါးတွေအများကြီးရလာတယ်ဒီမှာလာကြည့်ပါအောင်ဟာလက်တစ်ဖက်ကပိုက်ကုံကိုကင်ပြီးကြံလက်တစ်ဖက်ကငါးများထည့်ပြီးထားသောတန်မုံကိုကင်ကအိမ်အိုးကလေးရှိရသောကိုထုံးမောင်တယောက်ရှင်ပြောစွာရှောက်၍လာ၏ဟဲကိုထုံးမောင် ငါတို့ဟာကြီးကြီးတွေပဲဟုတ်တယ်မဆိုင်မြတ်ကြီးဟောတာကငဒန်းဟောတာကငမြင့်ချင်းဗျာဟောတာကငခုကြီးတွေဗျာကိုင်းဝမ်းသာလိုက်တာတော်ရဲ့ဒီနှစ်တော့အကြီးကောင်ပေါ့စီကိုရှင်ပြုတ်ပေးလို့ရတော့မယ်နဲ့တူတယ်နော်ကိုထွန်းမဟုတ်တာဗောဆိုင်မြတ်ရဲ့ဒီလိုမျိုးသာနေတိုင်းငါတွေအများကြီးရနိုင်မဲဆိုရင်တို့ရဲ့သားကြီးပေါ့စီကိုရှင်ပြုတ်ပေးလို့ရပြီပဲကိုထွန်းမောင်နေမဆိုင်မြိုင်သည်ငယ်လင်ငယ်မယားဖြစ်ကြသည်နှစ်ယောက်စလုံးအသက်20အရွယ်မှာ နှစ်ဖက်သောမိဘများက ကိုထွန်းမောင်နှင့်မဆိုင်မြန်ကို ပေးစားခဲ့ကြခြင်းဖြစ်သည် ကိုထွန်းမောင်ကရွာဤမြောင်းဘက်ပိုင်းကဖြစ်ပြီးမဆိုင်မြန်ကရွာဤတောင်ဘက်ပိုင်းကဖြစ်သည်ကိုထွန်းမောင်ဤဖခင်ဖြစ်သူဦးဖြိုးကတငါသေးကြီးတူဦးလည်းဖြစ်၏လက်ရှိ ကိုထွန်းမောင်တို့နေထိုင်သောတငါရွာကလေးကပင်ဖြစ်တယ်ကိုထွန်းမောင်တို့ရဲ့ရွာမြောက်ဖက်ချမ်းအပိုင်းကအေယာဝတီမြစ်နဲ့နီးတာကြောင့်တငါအလုတ်ကိုသာ လောက်ကင်လျက်ရှိကြပြီးရွာရဲ့တောင်မတ်ချမ်းကတောင်ရံလောက်ကင်ကြသောသူများနေထိုင်ကြလေတယ်။ကိုထုံးမောင်ရဲ့ဖခင်ဦးဖြိုးကသူ့သားကိုတငါသေးတို့တက်တင်တက်အပ်သောပညာအမွေကိုပေးရင်ကိုထုံးမောင် အသက်73နှစ်သားအရွယ်လောက်မှာ တိမ်မ၍သွားလေတယ်။ထို့ကြောင့်အိမ်မှာကြံရိတ်ခဲ့ရသောကိုထုံးမောင်နဲ့မိခင်တော်မြတ်ရင်အတွက်ပရိယေသနာဝန်းကြီးကို ကိုထုံးမောင် ငငယ်ကလေးတည်းကတာဝန်ယူခဲ့ရရှာလေတယ်။ ဤသို့ဖြင့်နေ့စဉ်မနက်မိုးလင်းတာနှင့်တပြိုင်နက်ကိုထုံးမောင်တယောက်အေယာဝရီမြကြီးတဲသို့လှေဖြစ်သွားပြီးတငါသေးတို့၏အတက်အမျိုးမျိုးအသွဲသွဲတို့ကိုအတုံးချကမိခင်ဖြစ်သူနှင့်သူ၏ပရိယေသနာဝန်ရည်အတွက် ဖွေရှားလောက်ကံရလေတယ်။ရင်းတို့ရှာဖွေရင်ရရှိ၍လာသောငါဖုံဖုံတို့ကိုမိခင်ဖြစ်သူကရွာတောင်ပိုင်းရွာနီးချုပ်ဆက်တွင်တွားရောက်ချလေတယ်။ဤသို့ဖြင့် အမေတကူသားတကူဘဝနဲ့နေလာကြရင် ကိုတွန်းမောင်တယောက်အသက်20ရွယ်သို့ရောက်ရှိလာတော့ခါမိခင်ဖြစ်သူတော်မြရင်ကသူတို့ရွာရဲ့တောင်ဘက်ပိုင်းကမတ်စိန်မြိုင်ဆိုသူနဲ့ထိမ်းမြားပေးလိုက်လေတယ်။ရင်းသည့်အချိန်မှာမတ်စိန်မြိုင်သည်လည်းအသက်20အရွယ်သာရှိသေးလေတယ်။ပြီးထိုအချိန်၌မတ်စိန်မြိုင်မှာကမိစုံဖဆုံလဲရှိ၍နေသေးတယ်။နှစ်ဖက်သောမိဘများ၏သဘောတူဆန္ဒကြောင့် ကိုတွန်းမောင်နဲ့မဆိုင်မြိုင်နှုတ်ဦးသာပေါင်းဖက်ကြရသည်ဖြစ်တော်ညာသူတို့နှုတ်ဦးကငယ်ချင်းငယ်နှစ်များလိုတအူးကိုတအူးချစ်ချင်းမြတ်တာကရုဏာစေတနာတစ္ဆာတရားစသည်များအပြန်ပြန်လန်လန်ထားရှိကြသောဇနီးမောင်နှံလည်းဖြစ်ကြပါသည်တခုခုဆိုနှုတ်ဦးသာဆွေဆွေနွေနွေတိုင်တိုင်ပင်ပင်လည်းရှိကြပါသည်ကိုထုံးမောင်ကမတ်စိန်မြိုင်အားလေးလေးစားစားဖြင့်မတ်စိန်မြိုင်ဟုသာခေါ်တယ်ထိုနည်း၎င်း မတ်စိန်မြိုင်သည်လဲကိုထွန်းမောင်အားတယိုတသိကိုထွန်းမောင်ဟုသာခေါ်လေတယ်ကိုထွန်းမောင်တို့ရဲ့ရွာမှာဘုံကြီးเจ้าတစ်เจ้าရှိတယ်ဘုံကြီးเจ้าကရွာရဲ့တောင်မချမ်းနဲ့မြောက်ဘက်ချမ်းရဲ့အလဲကောင်တက်တဲ့ဖြစ်တယ်ထိုเจ้าတွင်เจ้าနိုင်ဘုံကြီးဥပညာသာရကိုရင်ရီဝရနဲ့ကပိယကြီးဥပေတီထိုသုံးဦးသာရှိတယ်เจ้าကတိတ်အကြီးကြီးမဟုတ်တလို့အုတ်ခံเจ้าလည်းမဟုတ်ပဲပြင်เจ้าဝင်လေးသာဖြစ်ပါတယ် ရဲဖုံကြီးเจ้าတွင်ရွာတွေကပညာလိုချင်သည့်ပညာတတ်ချင်သည့်လူငယ်ယောက်ျားကလေးများသည်တင်မုံကြီးပရေကြီးဖယားရှခိုးအမြဝေတို့ကိုတွားရောက်တင်ယူလိရှိကြလေတယ်။เจ้าနိုင်ဖုံကြီးဥပညာတာရကငွေရတပြားတပြားတစ်ချက်မှမယူသလိုအလူလဲလုံးဝမခံပဲပညာဒါနအဖြစ်သူ့ရဲ့เจ้าတွင် လာရောက်တင်ယူကြသော ခလေးများအားစိတ်ရှိလက်ရှိတင် जा ပို့ချပေးလေတယ်။ကိုထုံးမောင်သည်လည်း ငယ်ငယ်ကဥပညာတာရစီမှတေမုံကြီးပရေကြီးတို့ကိုတင်ယူဘူးလေမေးဘုံမေးဘုံလာပြီဟေးလာပြီမေးဘုံတို့အတွက်ခင်းစားလာပေးတာပါဒီနေ့ကိုထုံးမောင်ငားရည်အများကြီးရလာလို့ဩစိတ်မြန်ရဲ့ငားယောက်ျားလည်းတငါအလုပ်လုပ်တာပါအေးညီတို့တကူးတကကြီးခင်းစားလာပေးဖို့မလိုပါဘူးအေးညီတို့စားဖို့အတွက်ပဲထားဖို့ဟုတ်ဘူးလားမေးဘုံတို့ကို စားစီခြင်းလို့ပါယော့ယော့ယူထားလိုက်မအေးဘုံဆိုသူမှာ ကိုထုံးမောင်တို့၏ဘေးရင်ကဖြစ်တယ်။ကိုထုံးမောင်တို့နဲ့အိန်းကြီးချင်းစည်းဝါးတူတွေဆိုတော့တူဦးကိုတူကျုံးကိုင်းမိကိုင်းကျုံးမိတဲ့ဘွယ်နေထိုင်ကြခြင်းလည်းဖြစ်တယ်။မအေးဘုံရဲ့ယောက်ျားဖြစ်သူကိုဖိုးကောင်ဆိုသူမှလည်းကိုထုံးမောင်နဲ့အတော်ကလေးရင်းရင်းနှီးနှီးရှိကြတယ်။တခါတရံနှစ်ဦးသာတလီတဲစီးကြပြီးငါးအတူတူသွားဖမ်းကြတဲ့အထိကျောင်းဝင်ချစ်ခင်ကြလေတယ်။ကိုထုံးမောင်တို့ဤမြောက်ဘက်ပိုင်းတငါရွာလေးမှာအင်ဂျီပေါင်းစိန်မြသာရှိတယ်။ အားလုံးကဓဏီမိုးတယံကလေးတွေဖြစ်ကြပြီတခါတရံជីជីမမမိုးတက်လေးပြင်းများကြလင်အိမ်တစ်ခုလုံးလေထဲသို့လွင့်ပါသွားမတဲ့ဖြစ်တတ်လေတယ်ထို့အပြင်အေယာဝရီမြင့်နယ်လေနီးကပ်တာကြောင့်တခါတရံရေကြီးရေရှမ်းအန္တရာယ်ကိုလည်းရွာမြောက်ဘက်ပိုင်းကပို၍ခန်းစားကြရလေတယ်ကိုထုံးမောင်တို့ရဲ့မြောက်ဘက်ပိုင်းထက်စားလင်တောင်ဘက်ပိုင်းကပို၍အဆင်ပြေပြေရှိကြတယ်ရင်းကြောင့် ရွာမှာပွဲတစ်ခုခုကျင်းပသည်ရှိသောရွာရဲ့တောင်ဘက်ပိုင်းကသာတာဝန်ယူဆောင်ရွက်လေရှိကြပြီးရွာမြောက်ဘက်ခြမ်းကလူတွေကမိမိတို့တတ်နိုင်သည့်လောဝါနှစ်သာကူညီဝိုင်းဝန်းကြလေတယ်။ဘာရင်ငင်းနေတာတော့ကိုထုံးမညာဘက်ထမဲစားတော့ပြီးအိမ်ရှိကကုတ်ပြစ်ကလေးပေါ်မှာစေဘောလိတ်ထိုင်တော့နေရင်အဝေးတနေရာကိုငေးကြည့်နေသည့်ကိုထုံးမောင်၏အနာသို့မဆိုင်မြန်ချင်းကန်လာရင်မေးလိုက်တယ်။ဘာမှမဟုတ်ပါဘူးမဆိုင်မြန်။မျက်စိထဲမှာ ဒိုသားကြီးပေါ့စီကိုရှင်လောင်းအစီရင်တွင်နဲ့မြင်အောင်ကြည့်နေတာပါ။အင်းကိုထွန်းမောင်ဒီနေ့ရှင်ရလာတဲ့ငါးတွေကိုအားလုံးနှီးပါလောက်ကျမရောင်းလိုက်ရတယ်သိလား။ရောင်းလို့ရတဲ့ပတ်စံတွေကိုသားကြီးပေါ့စီရှင်ပြုဖို့အတွက်ကျမတေချာသိမ်းထားပါတယ်။ပိုတဲ့ငါးတွေကိုတော့ကျမတို့စားဖို့နည်းနည်းဖယ်ပြီးဘေးငါမအေးပုံတို့ကိုပေးလိုက်တယ်သိလား။ဇနီးဖြစ်သူဤပျော်ရွှင်ကျေနပ်နေသည့်အတန်းကကိုထွန်းမောင်၏စိတ်နှလုံးကိုตาရချမ်းမြေစေပါれ။ မိခင်ကြီးတော်မြရင်မရှိတော့သည့်အချိန်ကလေးကကိုတွန်းမောင်ရရှိ၍လာတော့ငါးများကိုမတ်စိန်မြန်းက ရွာတောင်မင်းနေရွာနီးချုပ်ဆက်မှလှည့်လေ၍ရောင်းချရင်ပရိယေဒနာဝန်ကြီးအတွက်မောင်တထမ်းမေတရွဲ့ဆိုသလိုလောက်ကန်ရွက်ဆောင်ခဲ့လေတယ်။ယခုဆို သူတို့ဇနီးမောင်နှံမှာတားသမီးသောဦးထီထွန်ကားခဲ့ပြီလဲဖြစ်တယ်။အကြီးကောင်ပေါ့စီကခွန်နန်နေသားရွယ်ဆိုတော့ဥပညာတာရ၏เจ้าမှာတေမုံကြီး ပရေကြီးများကိုတင်ယူနေသောចောင်းသားကြီးတဦးလည်းဖြစ်တယ်။အလက်ကောင်ကြောက်တိုးကတော့အငဲဆုံးသမီးကလေးပုံစုံကိုထင်းရင်အိမ်တွင်သာနေလေတယ်။မဆိုင်မြိုင်ဈေးသွားရောက်နေချိန်ဆိုအိမ်မှာအလက်ကောင်နဲ့အငဲဆုံးသမီးကလေးပုံစုံသာကြံရစ်ခဲ့လေတယ်။ထိုအခါများ၌ဘေးအိမ်ကမအေးပုံကအားရင် အားသလိုပုံစုံကလေးကို လာပြီးထိမ့်ပေးတယ်။ရှင်ကြောင့်မဆိုင်မြိုင်တို့ခမညာမအေးပုံတို့ကိုတော်တော်ကလေးယဉ်နီချစ်ခင်ရှာလေတယ်။ မနေ့ပိုင်းစောကြီးဖုန်းကြီးကြောင့်ဂျပန်နေဝင်လို့တဲ့ဟုတ်ရဲ့လားထွေးကြည့်ရဲ့ညီရဘလို့တိတာတော့ဟုတ်တာမှတိတ်ဟုတ်မလငွေကျမမနေ့စောကြီးစွန့်ထချက်ရင်အိမ်ရှိကနေဂျပန်စစ်သားတွေဖြတ်သွားတာတွေ့လိုက်တာတော့ရေသူတို့ဘယ်သွားကြသလဲဆိုတော့ချက်ချင်းကြီးကျုပ်လိုက်မဆက်စုပါဘူးအိမ်ကယောက်ျားဖြစ်သူကဖုန်းကြီးကြောင့်ကိုစွန့်ညိုက်သွားဖို့မှဦးစင်းကြီးဦးပညာသာရကပြန်ပြောပြလာတဲ့တော်ရေရွာလေးကဖုန်းကြီးကြောင့်ကို မနေ့ခင်း9နာရီဝင်းကျင်လောက် ဂျပန်စစ်သားတွေလာသွားကြတဲ့ဆိုသည့်တရင်ကတရွာလုံးကို ပြန့်နှံ့လျက်ရှိတယ်။ရွာတောင်ပိုင်းကိုမတ်စိန်မြိုင်ဈေးရောက်သွားသည့်အချိန်မှာ ထိုတို့အီအီအတန်းများကြားရခြင်းဖြစ်တယ်။ကျောင်းနိုင်ဘုန်းကြီးဥပညာသားရကတော့ဘာမှထွေထွေထူးထူးမပြောဂျပန်တွေရာထဲဝင်လာသည်ဆိုတာအင်္ဂလိပ်သတင်းပေးတွေကိုလာရှာခြင်းဖြစ်ကြောင်းပြီးတော့ဒို့မြန်မာလူမျိုးတဦးကဂျပန်စကားပြန်ဖြစ်နေကြောင်းစသည်တို့ကိုသာပြန်ပြောပြတယ်။တာကြောက်တို့ အပြင်နေရှောက်မသွားနဲ့နော်။ကြွားလဲလဲမသွားနဲ့ကြာလား။ညီမလေးကိုလည်းတယောက်တည်းလွှတ်မထားနဲ့ကြာလား။ဘာလို့တော့မေ။ဓွာတောင်ပိုင်းမှာတာငှက်သွားပြီချင်းတယ်။အိုးမသွားရပါဘူး။မနေ့ကင်းကရွာထဲကိုဂျပန်နေလာသွားကြတယ်။နောက်ထပ်လည်းသူတို့ပြန်လာနိုင်တယ်။မင်းရှောက်မသွားရဘူးကြာလား။ညီမလေးကိုလည်းတေချာဆောင်ချောက်ကြာလား။ဒါဆိုအမေလည်းနောက်နေ့တွေဓွာတောင်ပိုင်းကိုဈေးရောက်မသွားနဲ့လေ။တာအလက်ဖြစ်သူဤတုံပြန်ပြောဆိုမှုကိုပြန်လဲခြေပရန်အတွက်ရုတ်တရက်ဆိုသလိုမတ်စိန်မြန်ခမညာ စကလုံးရှာမရဖြစ်နေတယ်။မျက်လုံးအိမ်ထဲမှာလည်းမျက်ရည်များလဲလာတယ်။အကယ်၍သူသာဈေးရောက်မထွက်ဖြစ်လင်ကိုထုံးမောင်ရှာ၍ရလာသောငါးမြောက်ကိုသူတို့မိသားစုစားရေးအတွက်အသုံးပြု၍ရတော်ညာတားအကြီးဖြစ်သူပေါ့စီကိုရှင်ပြုပေးရန်အတွက်ငွေကြေးကိုကြာမိတို့မိပုံရနိုင်ပါမည်နီအကယ်၍မတ်စိန်မြိုင်သာတရက်ဈေးရောက်မထွက်ဖြစ်လင်တားဖြစ်သူကိုရှင်ပြုပေးရန်ကိစ္စအတွက်တရက်ဆိုသလို စုငွေကရက်တန့်သွားနိုင်သည်ဖြစ်၏တို့ခမညာအချားရပေါရလန်းလဲမရှိရှာပဲဈေးရောင်းခြင်းကသာငွေကြေးရရှိနိုင်သည်ဖြစ်၍အကယ်၍ဈေးရောင်းတာမထွက်ဖြစ်လင်ငွေကြေးလည်းမရရှိနိုင်တော့ပြီဖြစ်သည် ရှင်းကြောင့်မတ်စိန်မြိုင်တယောက်တားလက်ဖြစ်သူဤမျက်နာကိုတေးသေးချာချာစိုက်ကြည့်ရင်သူအားမိတို့ပြန်လဲပြောဆိုရမလဲဆိုသည်ကိုစဉ်းစား၍နေလေသည်အခန်းနှင့် အေယာရီမြေကြီးပြင်ပေါ်ရှိ လိုင်းကျက်ခုတ်ကလေးများကမြေရသူအဖို့လှပတင့်တယ်ပေးတယ်။လေးပြေကလည်းခန့်ညင်းညင်းကလေးတိုက်ခတ်၍နေတော့ထားကြနေလျက်ရှိသည်။လိုင်းကျက်ခုတ်ကလေးများမှာယိုရီယာကကနေသလိုမျိုး စိတ်မှထင်ရလေတယ်။ကောင်းငင်ရန်ထက်မှာဝုန်းဝင်းဆာဆာဟိုဟိုဒီဒီပြန်တန်း၍နေကြတော့ငှက်ကလေးများကမြေပြင်ကျဲကြီးထဲမှာရှိ၍နေသောကိုထုံးမောင်နှင့်သူ၏လှေကိုအံ့ဩသည်နှင့် ငုံကြည့်၍တွားကြလေတယ်။မြေရည်ပြင်ကြီးထဲမှာကိုထွန်းမောင်ဤလေတစည်းတည်းသာရှိ၍နေပေတယ်။မိုးတောက်ချိန်မှစ၍မြစ်ထဲသို့လှေပြစ်ထွက်လာသော ကိုထွန်းမောင်အတွက်ဒီနေ့ကများစွာအထိပယ်ရှိနေလေတယ်။အเจ้าမူကနေ့သူမျှော်မှန်းထားသလိုငါးများတော်တော်များများရရှိမည်ဆိုပါလေမနှက်ဖြန်ကြတားကြီးဖြစ်သူပေါ့စီကို ရှင်ပြုတ်ပေး၍ရပြီလေဖြစ်တယ်။ရင်းကြောင့်ကနေ့တော့ကိုထွန်းမောင်တယောက် သူ့ရဲ့အလုတ်ကိုစောနိုင်သမျှစောစောကလေးလုပ်၍နေသည်လည်းဖြစ်တယ်။အကြီးကောင်ပေါ့စီကိုရှင်ပြုတ်ပေးရန်အတွက်ရည်တမ်းပြီးငားများကိုစူးစားပန်းစားဖွေးရှာခြင်းကလေးကကိုထုံးမောင်ခမတော်တော်ကလေးအလုတ်တွင်နေတယ်။မနေ့ကအထီတိုင်ရရှိ၍လာသောငားများကသူ့ရဲ့တငားတဲ့တသက်မရစဘူးသောအရေအတွက်ပမာဏများလည်းဖြစ်တယ်။ရှင်တို့ရရှိလာသောငားများကိုဇနီးဖြစ်သူမဆိုင်မြိုင် ရောင်းချသောအခါတွင်လည်း အကုံနီးပါးရောင်းထွက်ကုန်လေတယ်။အင်းဒါကြီးဖြစ်သူ ပေါ့စီရဲ့ကုသိုလ်ကံကကြီးမားလေစွာဟု ကိုထုံးမောင်တွေးထင်မိလေတယ်။အစိုးကြီးပါလားထုံးမောင်ရ။မြင်းထဲကငါးရီကိုတယောက်တည်းတင်းကျုံသွားတော့မလို့လားဟာ။မိုးကုတ်ဇဝိုင်းရဲ့အရှိဘတ်ချမ်းကနေနေဝန်းကြီးခေါင်းပြူလာပြီးတော်တော်ကလေးကြားသည့်အချိန်မှဘေးအိမ်ကကိုဖိုးခေါင်ဆိုသူမြစ်ထဲသို့ငါးဆိုင်ရန်လှေဖြစ်ဆင်း၍လာလေတယ်။ကိုဖိုးခေါင်ထွန်းရင်းသည့်အချိန်ကပုံမှန်ပင်ဖြစ်ပါတယ်။ ကနေ့ကျမှကိုထွန်းမောင်က အခြားသောတငါသေးကြီးများထံပို၍ဝရိယကောင်းနေခြင်းဖြစ်လေတယ်။ဟဲ့ကိုဖိုးကောင်ကျုပ်သားကြီးအတွက်ကျုပ်ရှာနေတာဗျို့။မြေထဲကငါးရီအကုန်တင်းကျုံသွားတော့မှာ။ကဲ။မြည်၍မြည်မြပျော်ရွှင်ကြည်သာနေမီမသိရသည် ကိုထွန်းမောင်၏ပြောဆိုတွေကိုကိုဖိုးကောင်သဘောကျမိကတဟားဟားရီမြူးမိတယ်။ဘာမှတော့ပြန်မပြောတော့ပဲဈေးဘောလေးကိုဖွာရင်ငမားတံကိုချကရေပြင်ကိုသာကြည့်၍နေလိုက်တယ်။ ရှင်းတို့ဖြင့်စက္ကန့်ကိုမိနစ်စာမိနစ်ကို နာရီစာရင်အချိန်တွေခမျာမှန်မှန်ကလေးပြောင်း၍လာလိုက်တာမောတဲ့ချိန်တို့ရောက်လာသည့်အထီးပင်ဖြစ်တယ်။ကိုဖိုးကောင်ရဲ့ကျုပ်တော်ပြန်ပြီပြို့ကျုပ်သားပေါက်စီကိုရှင်ပြုတ်ပေးဖို့အတွက်လုံလောက်သွားပြီပြို့အရှိဘက်ကောင်းငင်ရန်စီမှာနေဝန်းကြီးမေးမတင်ခင်အချိန်တွေကအေယာဝရီမြစ်ထဲသို့ရောက်၍နေသောကိုထုံးမောင်ကတော့သူ့ရဲ့အိမ်အိုကလေးရှိရာသို့ရှေးရှု၍နေပြီဖြစ်တယ်။သူရီမန်းထားရာ တားကြီးပေါက်စီကိုရှင်ပြုပေးရန်အတွက်လိုအပ်သောငွေကြေးလည်းလေပေါ်တွင်ပါ၍လာတော့ငါးမြစီကနေရရှိနိုင်တော့မှာပဲဖြစ်တယ်။ရှင်ကြောင့်သူတရဖရဏာပီတိဂွန်စီထီလျက်အေယိုကလေးရှိရသော လေကလေးတချွန်ချွန်ဖြင့်ပြန်နေပြီလဲဖြစ်တယ်။ကိုထုံးမောင်တရမြည်၍မြည်မြပျော်ရွှင်ဝမ်းမြောက်၍နေမလဲဆိုသည်ကိုတော့ဖြင့်စာဖြင့်ရေးသားပြဖို့တောင် မတက်တာတော့ပြီဖြစ်ပါတယ်။ကိုထုံးမောင်တို့ရဲ့ရွာမြောက်ပိုင်းနှင့်နီးကပ်၍နေသော ကန်းဆက်ကလေးစီမှာလူဟု၍တဦးတယောက်မျှမရှိ နေဤအပူရှင်ကကန်းဆက်ရှိသဲပွေးပွေးကလေးတွေကိုအငွေ့ပြန်သွားစီမလားတော့ထင်ရလေတယ်မွန်တက်နေဖြည့်၍နေသည့်အတွက်ခေါင်းထက်မှာအမိုးမပါကမပါသည့်ကိုထုံးမောင်ကိုတော်တော်ကလေးပူစီသည်ဆိုရမယ်ဟေ့ရစမ်းငါးပုံးတစ်ဖက်ပိုက်ကွန်တစ်ဖက်ဖြင့်ကန်းဆက်သို့တက်လာသော ကိုထုံးမောင်ကိုတစုံတစ်ယောက်ကထိုးထုတ်ခေါ်လိုက်၏ဟာဂျပန်စစ်သားတွေ တွေ့လဲရသည့်မြင်ကွင်းကြောင့်နေရာမှာတင်ကိုထွန်းမောင်မှင်တက်နေမိတယ်။စေဝတ်ဆုံးဖြင့်လက်နက်ကိုစီဖြင့်ဂျပန်စစ်သားများ ခံမှန်းကြီး20နီးပါးများရှိနိုင်တယ်။ပြီးလက်မောင်းမှာဖြူနီအပတ်ကြီးနှင့်မြန်မာလူမျိုးတို့ထိုသူကတော့စေဝတ်ဆုံးနဲ့မဟုတ်ပဲတာမန်ရိုးရိုးအင်ကြီးနဲ့ဂျပန်စကားပြန်ဖြစ်နိုင်တယ်။မာစတာကြီးကပြောနေတယ်။သူနဲ့သူ့တပ်သားတွေစားဖို့အတွက်ခမည်းတော်ထဲကငါးပုံးကိုပေးပါတယ်။ တာမန်ရိုးရိုးအင်ဂျီနှင်လူကမြန်မာစကားကိုပြပြတတပြောလိုက်တယ်။ဟုတ်ပါတယ်။ထိုသူကဂျပန်စကားပြန်လို့သူဖြစ်တယ်။ကိုထုံးမောင်ရဲ့လက်တစ်ဖက်မှာကန်၍ထားသောငါးဘုံကိုနှကမ်းမွေးကားကမေးရိုးကားကခါမတရှိနှင့်တနက်အတူတလက်ကို ချိတ်၍ထားသောဂျပန်စစ်သားကြီးကစိုက်၍ကြည့်နေတယ်။ခမရဲ့မာစတာကြီးကိုပြန်ပြောလိုက်ပါ။ဒီငါးတွေကရောင်းဖို့တတ်တတ်ပဲစားဖို့မဟုတ်ဘူးလို့ပြောလိုက်ပါ။အတက်နိုင်ဆုံး အတန်ကိုထင်းကဂျပန်စကားပြန်ကို ကိုထုံးမောင်ပြောလိုက်တယ်။လက်ဖျားတွေကတော့တုံလာသလိုခံစားရတယ်။တအောင်လောက်ကြာတော့ဂျပန်စကားပြန်ကသူတို့မှဝယ်ယူဖို့ပတ်စံမရှိဘူး။ခမည်းလက်ထဲကငါးဘုံကိုအလကားယူခြင်းနဲ့တဲ့။ဟာဒါတော့ဘယ်ဖြစ်မလဲ။ဒီငါးတွေကရောင်းမှုတသက်ပဲလို့ကျုပ်ပြောပြီးပါရော။အလကားတော့မပေးနိုင်ဘူး။ကျုပ်သားလေးကိုရှင်ပြုတ်ပေးဖို့အတွက်ဒီငါးတွေကတိတ်ကိုအရေးကြီးတယ်။ကျုပ်လုံးဝမပေးနိုင်ဘူး။ ကရုံကရင်ဖြစ်နေသောကိုထွန်းမောင်သည်လက်တစ်ဖက်မှရှိနေသည့်ပိုက်ကုံကိုအောက်ပြစ်ချလိုက်ပြီးလက်နှစ်ဖက်စလုံးနှင့်ငါးပုံးကိုတည်တည်ချာချာပိုက်ကင်ထားလိုက်တယ်။သူရက်လျက်နေသည့်မဟာပထဝီမြေကြီးကသူ့အမျိုးချင်းမျိုးသွားပါစေ။သူ့လက်တွေထဲမှာရှိနေသည့်ငါးပုံးကိုတော့အကျဉ်သူတဦးတယောက်ကိုမျှလုံးဝပေးလိုက်မည်မဟုတ်ဟုသူတန်နိုင်တန်ချထားလိုက်တယ်။ဒီမှာကိုလူမာစတာကြီးကနောက်ဆုံးအနေနဲ့ပြောလိုက်တယ် ခမရလက်ထဲကငါးပုံးကိုသူ့စီအပ်ပါတဲ့ထွေးခွေးမျိုးတွေလူဘာဝလို့လိုချင်မြစ်ထဲဆင်းဖန့်လေငါကတော့ငါငါးပုံးကိုလုံးဝမပေးဘူးကြောက်စိတ်ကနေဖြစ်ပေါ်လာသည်ဒေါသမီးတွေကကိုထွန်းမောင်ရဲ့ခန္ဓာကိုယ်တစ်ချောင်းခေါတိုးခေါက်ပြန်လောင်မြိုက်၍နေပြီဖြစ်တယ်။တာကြီးပေါက်စီကိုရှင်ပြုတ်ပေးရန်အတွက်ရည်တန်ထားသော သူ့လက်ထဲကငါးမျိုးမျိုးနှင့်ပြေး၍နေသောတန်ပုံးကလေးကိုအသက်နှင့်လဲပြီး ကာကွယ်ပြစ်ဖို့ သူဆုံးဖြတ်ထားလိုက်တော့တယ်။20မြောက်သောဂျပန်စစ်သားများ၏ခေါင်းဆောင်ဟုထင်ရသည့်နှကမ်းမွေကက မေးယိုကကခါမာတရှိနှင့်တနတ်အတူတလက်ကိုချေး၍ထားသောဂျပန်စစ်သားကြီးကကိုထွန်းမောင်၏ပါးကို ဖြောင်းဖြောင်းဖြောင်းဟု သုံးချက်ဆင့်ရိုက်လိုက်တယ်။ကိုထွန်းမောင်၏နှကမ်းတောင်းကနေသွေးများစီးကြလာတယ်။ရင်းသည့်အချိန်ထိကိုထွန်းမောင်ကလက်ထဲကငါးပုံးကို ကြည်ကြပောင်းပိုက်ကမ်းမြေ ပိုက်ခိုင်ထားစေဖြစ်တယ်။ထွီးသူဤပါးကိုရိုက်သည်ဂျပန်စစ်သားကြီး၏မျက်နာတက်တဲ့ကို ကိုထုံးမောင်သတွေးနှင့်လှမ်းထွေးပစ်လိုက်တယ်။အဖြစ်ပြက်တွေကမြန်ဆန်လွန်းလာတယ်။မနက်ခင်းနှုန်းကပျော်ပျော်ရွှင်ရွှင်ကြီးကြီးတတ်တာရှိရနေသောကိုထုံးမောင်ခမယခုတော့လောကကြီးညင်စေခြင်းဒေါသကြီးညင်စေခြင်းကို အတိခံနေရပြီလေဖြစ်တယ်။တိတ်မကြခင် အချိန်နှုန်းကတော့အေယာဝရီမြကြီးထဲမှာ အိမ်နီးချင်းဖြစ်သူဇီဝဒူကိုဖိုးကောင်းနဲ့ကြီးမောမောပြုံးပြုံးရွှေရွှင်ရှိလိုက်ကြသေးတယ်။ယခုတော့ထိုးထိုးအချိန်ဤများကနက်ဖြောင်း၍ကွဲသလိုကြုတ်ချီးကွဲပြောက်ခဲ့လေပြီ။ကိုထုံးမောင်အပေါ်မှာကျမနဆိုးကပဂရိစီးနှင်း၍ထားပြီးလဲဖြစ်လေတယ်။တရွေးဖြစ်အထွေးခံလိုက်ရသည်ဂျပန်စစ်သားကြီးကချက်ချင်းဆိုသလိုခါမှချိတ်၍ထားသောတနက်ကိုထုတ်လိုက်ပြီးကိုထုံးမောင်၏ နှစ်ဖူးတက်တဲ့ကိုချိန်ကအမလီနောက်ဖေးကြောင့်မှထမင်းကိုတင်နေတော့မတ်စိန်မြိုင်သည်မြစ်စိဘက်မှလာတော့တနက်တန်းကြီးကြောင့်ချက်သိမ်းမွေးညင်းဖြန်းဖြန်းထကလမ်းဖြတ်၍သွားတယ်မြစ်စိဘက်မှလာတော့တန်းကအဖေးကြောင့်လဲဆိုသည်ကိုတီကျင်လုံးအားကြီးပြီးမတ်စိန်မြိုင်သည် ထမင်းအိုးကြီးကိုအကြီးကောင်ပေါက်စီနဲ့အထားခဲ့ကဘေးရင်ကမအေးပုံစီအတော့သွားနေတယ်လာလာစိန်မြိုင် တို့မြောက်ဘက်ဆန်းကလူတွေမြစ်စစ်ကိုသွားနေကြပြီတို့လည်းသွားကြည့်ရအောင်လာလာအိမ်ရှိထွက်ထွက်ချင်းမှာမအေးဘုံနဲ့အစင်းနဲ့တွေ့ရပြီမအေးဘုံကမြစ်စိတ်စီသွားကြဖို့ခေါ်တယ်မဆိုင်မြိုင်တို့ရွာမြောက်ပိုင်းကလူတွေတော်တော်များများလဲမြစ်စိတ်စီသို့သွားနေကြလေတယ်အေယာဝရီမြစ်ကြီးနဲ့မဆိုင်မြိုင်တို့ဤရွာမြောက်ဘက်ချမ်းကပို၍နီးကပ်တာကြောင့်မြစ်စိတ်ဘက်မှလာသောတနတ်တန်ကိုပီပီပြင်းပြင်းကြားကြရခြင်းဖြစ်တယ်မိသူကအဘယ်အကြောင်းကြောင့် တနက်ဖောက်တလဲဆိုဒီကိုတော့သူတို့မသိရှိကြသေးပေ။ဟာထိုးမောင်ကြီးဟာထိုးမောင်ကြီးတနက်မှန်ထားတာဟာမဆိန်မြိုင် မြင့်စိန်နာတို့မရောက်ခင်ကပ္ပိယကြီးဥပေတိဤအတန်ဆွာဆွာကိုကြားလိုက်ရတယ်။ရင်းတို့ကြားလိုက်ရပြီတကလားမအေးပုံနဲ့အတူမြင့်စိန်တို့လမ်းလျှောက်ကသွားနေသောမဆိန်မြိုင်သည်ရုပ်ကြီးဆိုသလိုအပြေးသွားတော်တယ်။စိန်မြိုင် စိန်မြိုင် နေဦးဟဲ့စိန်မြိုင် လေကဲတို့အဟုန်နှင့်မြင့်စိန်ရှိရစီ အတကုံပြေးထွက်သွားသောမဆိန်မြန်ကိုမအေးပုံအော်ခေါ်တော်ညာလဲမဆိန်မြန်ကတော့နောက်ကနေတင်မင်းလိုက်လာသလိုပုံမျိုးနဲ့ပြေးနေလေတယ်။ထိုးမောင်နဲ့ထိုးမောင်တနက်မှန်သားတဲ့ဆိုသည်ဥပေသည်ဤအတန်းကမဆိန်မြန်ဤနှလုံးသားကိုဓာတ်တက်တက်နဲ့မုန်းနေသလိုမျိုးခံရခက်စီတယ်။မဆိန်မြန်တို့ရဲ့ရွာကလေးထဲမှာထိုးမောင်ဆိုသည့်အမည်နာမက သူ့ယောက်ျားတဦးတည်းသာ ပိုင်ဆိုင်ထားခဲ့တာမဟုတ်လားစိတ်မြိုင်စိတ်မြိုင်စိတ်ကိုခံခံထားစိတ်မြိုင်နှစ်ဘူးအလေကောင်းတဲ့တဲ့မှာတနတ်တန်ရနှင်းလဲကြသည်ဆုံးနေရှာသည် ကိုထွန်းမောင်ကိုဘဝမှာတစ်ခါမျှမမြင်ဘူးကဲ့သို့သူလိုမစိတ်မြိုင်တယောက်ကျူးတူးကြောင်တောင်စိုက်ကြည့်နေတယ်နှုတ်ကနေမြည်သည့်စကားတစ်ခုမျှထွက်မလာပဲတွေ့တွေ့ကြီးရက်ကြည့်နေမိတယ်ဖေးမှာရွာထဲကလူများလည်းရှိနေကြတယ်ကိုထွန်းမောင်ရဲ့နောက်ဆက်ဘက်မှာ အုံနှောက်များသည်မြေပေါ်သို့ပြန်ကျဲနေတယ်။စိတ်မြိုင်းဟဲ့စိတ်မြိုင်းစိတ်မြိုင်းအိုးလုံးကြပါဦးအသီးစိတ်တွေအတီသေးနေပြီဖြစ်သည့်မတ်စိမ်မြိုင်းခမညာနီဆွေးဆွေးသွေးတွေချာမှာလဲလျောင်းနေရှာသောကိုထုံးမောင်ကိုစိုက်ကြည့်နေရင်မေလဲ၍ကြာသွားကလေးပြီ။ကိုထုံးမောင်ကိုဂျပန်နေပြစ်သက်သွားပြီဆိုသည့်တဲ့ရင်ကရွာမြောက်ပိုင်းရောရွာတောင်ပိုင်းမှာပါပြန့်နှံ့၍နေတယ်။ထုံးမောင်က ဒီနှစ်အကြီးကောင်ပေါ့စီကို ရှင်ပြုတ်ပေးခြင်းလို့ဂျပန်တွေ တောင်းတဲ့ငါးတွေထည့်ထားတယ်ပုံးကိုမပေးဘဲပေးတည်ပြီးနေတာလေဒီနေ့ရလာတဲ့ငါးတွေကို ရောင်းလိုက်ရင် မနဲ့ပြန်ဆို သူ့သားကြီးကို ရှင်ပြုတ်ပေးလို့ရပြီတဲ့ဒါကြောင့်မို့ထုံးမောင်းကသူ့လက်ထဲကငါးပုံးကိုဂျပန်တွေကို လုံးဝမပေးဘဲအသက်နဲ့လဲသွားတာတဲ့ဂျပန်စကပြန်အောင်မောင်းစီကနေကြားသိလာကြသောရွာသူရွာသားများက သူတခွန်းကတခွန်းပြောဆိုနေကြတယ်။ထုံးမောင်ကြီးတနာရှာပါတယ်ဟဲ့။တရွာလုံးမှာဘသူ့အပေါ်မှာမကောင်းတာမလုပ်ဘူးတဲ့လူပါ။မိသားစုအပေါ်မှာလည်းအင်မတန်တာဝန်ကြီးတဲ့သူကြီးပါဟဲ့။ဂျော်မာလုပ်တဲ့အလှပွဲတွေဆိုရင်လေသူတက်နိုင်တဲ့လုံဝါနဲ့၊ကုညီဝိုင်းဝန်းတဲ့သူကြီးပါ။အော်အခုတော့ဝိပတ်ကျမကြောင့်သူ့ခမရုပ်ပြစင်းပြန်တေးသွားရရှာပြီလေ။ကိုထုံးမောင်ကြီးအဖြစ်ဆိုးကြီးကိုရွာသူရွာသားများကစိတ်မကောင်းချင်းကြီးစွာဖြစ်ကြရတယ်။ ပူဆွေးဝမ်းနေကြရတယ်။ကိုထွန်းမောင်ရဲ့တရင်ကိုကြားပြီးပြီးချင်း ကိုဖိုးကောင်တယောက်ဆိုလင်သူတို့အိမ်မှာထင်းခွဲသည့်ဓမ္မကိုဆွဲကဂျပန်တွေကိုလိုက်ရှာပြီးတေချင်းစိုးနဲ့တေအောင်တတ်မဲ့လှုပ်နေသောကြောင့်ရွာထဲကလူများက သူ့ကိုဝိုင်းချုပ်ထားကြရတယ်။အယုတ်ဆိုးကြီးတန့်စရာကောင်းသောကိုထွန်းမောင်ဤဖြစ်အင်ကြောင့်ကျောင်းနိုင်ဖုန်းကြီးဦးပညာသားရလည်းเจ้ามาเอเอหลูหลูมณียะชาเวโกท้นหมองโนอีเอ็งโต ကိုရင်ရေဝတ္တကိုခေါ်ကကြွာသွားရလေတယ်။ကိုထုံးမောင်ရဲ့ကျဉ်ကြံရစ်တဲ့ခန္ဓာကိုယ်နဲ့မေမျော၍နေရှာသောမဆိန်မြန်းကို ရွာထဲကလူများကမျက်စိကနေသူတို့မိသားစုပိုင်ဆိုင်ရာအိမ်အိုးကလေးစီတို့တည်ဆောင်လာခဲ့ကြတယ်။သူတို့ဇနီးမောင်နှံရဲ့ရင်သွေးကလေးများဖြစ်ကြတဲ့ပေါ့စီ၊ကြောက်တိုးနဲ့ပုံစုံကလေးကအမိဖားတို့ကိုကြည့်ပြီးအိမ်ရှိမြေကွက်လမ်းမှာအုံငူ၍နေကြတယ်။ရွာထဲကလူများကသူတို့လေးတွေကို အမျိုးမျိုးချော့မြူထားကြပြီးမဆိန်မြန်ကိုတရိပ်ပြန်ရလာအောင်ဝိုင်းဝန်းပြုစုနေကြတယ်။အိမ်ဝိုင်းထဲမှာလည်းလူပေါင်းစုံအတန်ပေါင်းစုံနဲ့စူညံပွက်လောထားနေကြလေတယ်။ဦးစင်းကြွလာတဲ့ဘေးဘဲဘေးဘဲကပ္ပိယကြီးဥပေတိကဥပညာတာရကြွလာတာကိုမြင်ပြီး ကိုထုံးမောင်တို့ဇနီးမောင်နှံရဲ့အနားမှာဝိုင်းနေကြသည့်လူများကိုဘေးဘီတို့ဖယ်ရှောင်ခိုင်းလိုက်တယ်။ပေတိရေဦးစင်ကလည်းရေတစ်ခွက်ခတ်ခဲ့ကြည် ဥပညာတာရဤတည်ငိမ်အေဂျန်သောအတန်က ကိုထုံးမောင်တို့ဤအိမ်ဝိုင်းထဲမှာရှိနေကြသည် လူတွေအလုံးကိုတိတ်ဆိတ်သွားစေတယ်ဗုဒ္ဓောမေတရဏံအဉ္ဉာဏတ္ထိဖယားမတပါငါမကိုးကွယ်ရာဟု၍မရှိဓမ္မောမေတရဏံအဉ္ဉာဏတ္ထိတရားမတပါငါမကိုးကွယ်ရာဟု၍မရှိတန်ခောမေတရဏံအဉ္ဉာဏတ္ထိတန်ဃာမတပါငါမကိုးကွယ်ရာဟု၍မရှိ ဖရာတရားတန်ကယတနာသုံးပါးကိုသာလင်ငါသည်အသက်ထက်ဆုံးစည်းကပ်ကိုးကွယ်ပါ၏ဤသို့တစ္ဆာစကားထားရှိသော စိတ်နှလုံးကြောင့်ဒကမာကြီးစိမ်းမြဲတရားသတိနှင့်ခန္ဓာပြန်လည်၍တည်ပါစေသတည်းယင်းသို့တစ္ဆာစကားဆိုပြီးဥပညာတာရသည်လက်ထဲရှိ၍နေသောရေခွက်ထဲကရေအနှဲငယ်ကိုယူကာမဆိတ်မြိုင်းခန္ဓာကိုယ်ကိုပတ်ဖြန်းပေးလိုက်သည်စိတ်မြိုင်းစိတ်မြိုင်း စိတ်မြန်တရရလာပြီဟေမအေးပုံဤစိတ်လှုပ်ရှားတဲ့ကခြံဝိုင်းတစ်ခုလုံးကို လွှမ်းခြုံသွားတယ်ကိုထွန်းမကိုထွန်းမမအေးပုံကိုထွန်းမကိုရင် ကိုထွန်းမကိုမအေးပုံစိတ်ကိုခိုင်ခိုင်ထားတော့စိတ်မြန်ညီရဲ့ထွန်းမောင်ကဂျပန်တွေပြစ်တက်လို့တေချာပြီလေထွန်းမောင်လူလောကကြီးထဲမှာမရှိတော့ဘူးစိတ်မြန်ရဲ့တရှုပ်ရှုပ်ငိုနေတော့မအေးပုံကမဆိုင်မြန်ကိုထွေးဖက်ထားလိုက်တယ် မဆေးများဤပါမှလည်းပူပူနွေ့နွေ့အတွေ့ကိုရလိုက်တယ်။သူနှင့်သူ့ယောက်ျားဖြစ်သူကိုထုံးမောင်သည် ကျမနဲ့ဆိုး၏ပပဆက်ဆက်ထိုးနှက်ခြင်းကိုတိတိတသာခံခဲ့ရရှာလိမ့်မည်။သူနှင့် ကိုထုံးမောင်သည်မာယာများနှင့်အတိပြည့်လျက်နေသော လောကကြီးကို မရှုမလအရှုံးပေးခဲ့ရပြီပဲဖြစ်တယ်။မဆေးများတယောက်မအေးပုံ၏ရင်ခွင်ကလေးထဲမှမျက်ရည်တွေကျနေရင်နှုတ်ကနေ ကိုထွန်းမောင်ပြန်ခေါ်ပေးပါ ကိုထွန်းမောင်ပြန်ခေါ်ပေးပါ ကိုထွန်းမောင်ပြန်ခေါ်ပေးကြပါဟုကြေကွဲဝမ်းနေဝေကောင်းစွာအော်ညီး၍နေရှာခဲ့လေသည်ပရိဒတိနေရခြင်းအိုရခြင်းနာရခြင်းတေရခြင်းသည်ဆင်းရဲ၏မချစ်သောသူတို့နှင့်အတူနေရခြင်းချစ်ခင်သူတို့နှင့်ကြွေကွင်းခွဲခွာရခြင်းသည်ဆင်းရဲ၏မိမိလိုချင်သည်ကိုမရခြင်းသည်လည်းဆင်းရဲ၏ အချုပ်အဖြစ်ဆိုရလင်တတ္တဝါတို့ဤတွေ့တာမမောဆွဲလန်းရာဖြစ်သောဤခန္ဓာ၅ပါးယုံနံတရားအားလုံးသည်ဒုက္ခရုံကြီးဖြစ်ပေ၏စင်းရဲကုန်ပေ၏မြတ်ဗုဒ္ဓနားဆင်မိသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်